ဖီဗာရိုနယ်ဒိုပေါ်ရုံးမာမှုတွေရုံလုံးပေါ်လာပါပြီ။ဒီဒီဘက်သတင်းကောင်းကြီးပိုင်းမှာရိုနယ်ဒိုအနီကပ်ထိတဲ့သတင်းနဲ့အင်ပူရောမှာသမရဒေါ်နယ်ထရန့်နဲ့ညလာစားတဲ့သတင်းတွေပြီးဘောလုံးလောကရဲ့သတင်းလူသားဖြစ်တဲ့ခရစ်စတီယာနိုရိုနယ်ဒိုကိုဖီဗာဘောလုံးအဖွဲ့ချုပ်ကနောက်တဲ့တစ်ကြိမ်သတင်းကောင်းကြီးပိုင်းဖြစ်စေခဲ့ကြောင်းပြောရမှာဖြစ်ပါတယ်။ဖီဗာပြီးခဲ့တဲ့ရက်က2026ကမ္ဘာဖလားအတွက်တရားဝင်ကြီးညာပိုစတာတစ်ခုထုတ်ပြန်လာခဲ့ရမှာတော့ကမ္ဘာဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းတွေရဲ့ပုံရိပ်ကစားသမားတွေကိုထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါမဲ့ပေါ်တူဂီသင်းတွေကိုစားပြုကစားသမားနေရာမှာတော့ဂိုကြီးရော်နယ်ဒိုမထည့်ပေနဲ့ဘရူနိုဖာနန်ဒက်ကိုထည့်သွင်းထားခဲ့တာကြောင့်မလို့ရော်နယ်ဒိုကပေါ်တူဂီအတွက်သူရဲ့ကောင်းတူဖြစ်တယ်လို့လက်ရှိအသင်းကောင်းဆောင်ကစားနေစေကစားသမားတူနဲ့ဘလုံးလောကရဲ့ icon လေးဖြစ်တာကြောင့်မလို့ဒီလိုကစားသမားမျိုးကို FIFA ကချန်လက်ထားပြီးတော့ဘရူနိုရဲ့ပုံတမင်ထည့်သွင်းလိုက်ခြင်းကရော်နယ်ဒိုကိုရန်ဆလိုက်တာပဲဖြစ်ပါတယ်လို့ပရိသတ်တွေကသုံးသပ်နေကြပါတယ်ပိတဲ့တူက FIFA အနေနဲ့ Cristiano Ronaldo ကိုတရားဝင်ကဘာပလာပိုစတာကနေချန်လက်ထားခဲ့တာကနားလျာခတ်ပါတယ် စီးပွားရေးအရကြည့်မယ်ဆိုရင်ရော်နယ်ဒိုကကမ္ဘာပေါ်မှာဩဇာအရှိဆုံးကစားသမားဖြစ်ပြီးအဲ့ဒီပြိုင်ပွဲတစ်ခုလုံးကိုရောင်းချပေးနိုင်နေသူပါ။သူကအငင်းပွားစရာမရှိဘဲအားကစားလောကရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါလို့ပြောဆိုခဲ့ပါရီ။နောက်တဲ့တူကလည်းကမ္ဘာပလားပိုစတာမှာရော်နယ်ဒိုမပါဘူးလား။ဒါအထူးဆန်းနေလို့ခံစားရတယ်။ကမ္ဘာပလားသမိုင်းကိုရေးထူရမယ့်ကစားသမားတစ်ဦးကိုဘလို့များလျှို့ရှူရရလဲ။ဒိုလီရဲ့နေရာကိုဘလူးနိုကအစားထိုးခံရတာဒီနေ့လိုနေမျိုးမှမြင်ရမယ်လို့တခါမှမတွေးဘူးဟာ။ ဖီဘာရဲ့ကစားသမားအဆင့်သတ်မှတ်ချက်ကဒီလိုဆိုရင်တော့တခုခုမားနေပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ပရိသတ်များပြောဆိုခဲ့သလိုရော်နယ်ဒိုကကမ္ဘာပေါ်မှာဩဇာရှိဆုံးအားကစားသမားဖြစ်ပြီးတော့ကမ္ဘာပလားပြိုင်ပွဲတစ်ခုလုံးကိုစီးပွားရေးအရရောင်းချပေးနိုင်နေသူဖြစ်ပါတယ်။ဒီလိုတရားဝင်ပိုစတာတစ်ခုကနေချန်လက်ထားခြင်းဟာဈေးကွက်တန်ဖိုး market value ပိုင်းမှာအနည်းငယ်တရားမှုရှိနိုင်တယ်လို့လာမယ့်ကမ္ဘာဗလားအတွက် FIFA နဲ့ပူးပေါင်းဆောင်ရွက်မယ့် sponsor သဘောတူညီမှုတွေကြော်ညာကံမင်းတွေမှာပါဝင်ခွင့်အခွင့်အရေးတွေရောင်းနေသွားစေနိုင်တာဖြစ်ပါတယ် ဒီလိုဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် FIFA အနေနဲ့နောက်ထပ် poster တစ်ခုကိုထပ်မံထုတ်ပြန်ခဲ့ပြီးတော့ဘယ်အောင်ပွဲခံမှုအခိုက်အတန့်အောင်အကြိုက်ဆုံးလဲဆိုတဲ့ခေါင်းစဉ်နဲ့ poster အစ်တစ်ခုကိုတင်လာခဲ့ပြန်ပါတယ်။ poster အစ်မှာတော့ Ronaldo လဲပါဝင်လာခဲ့ပေမဲ့2020ကာတာကမ္ဘာဖလားမှာ Messi ဖလားကင်မြောက်ထားတဲ့ပုံတွေပေါ်တူဂီဘက်ကမော်ရိုကိုကဂိုးသွင်းပြီးတော့အောင်ပွဲခံနေတဲ့ပုံတွေပါဝင်နေရကြောင်းပရိသတ်တွေစီကနေပြီးတော့ဝေဖန်မှုဖြစ်ဆက်လက်ရှိနေစေဖြစ်ပါတယ်လို့ဖော်ပြထားပါတယ် ရနေဒိုဟာပေါ်တူဂီဘောလုံးလောကရဲ့အကြီးကျယ်ဆုံးသောကစားသမားဖြစ်တယ်လို့ကမ္ဘာဘောလုံးလောကရဲ့အိုင်ကွန်တဦးလည်းဖြစ်ပါတယ်။ဖီဘိုင်းတရားဝင်ကြီးညာချက်ပိုစတာတွေမှာသူ့ကိုချန်နယ်ထားခြင်းကကမ္ဘာဖလားသမိုင်းမှာပေါ်တူဂီရဲ့အကြီးကသူရဲ့ကောင်မဟုတ်ဘူးလို့တွေဝိုက်ပြီးတော့ဖော်ပြလိုက်တယ်လို့ဖြစ်တာအကြောင်းမလို့သူရဲ့ကမ္ဘာဖလားအမွေနှင့်တဲ့ဂုံသိက္ခာကိုထိခိုက်စေခဲ့တာဖြစ်ပါတယ်။ပရိသတ်ရဲ့ဝေဖန်မှုကလည်းဖီဘိုင်းဒီလိုရက်ကသူ့ရဲ့ဂုံသိက္ခာကိုမလေးစားရောက်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။ ဘောလုံးကမှာကမ္ဘာအကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ရော်နယ်ဒိုနဲ့ကမ္ဘာဘောလုံးဖွဲ့ချုပ်ဖီဗာရုကြမှာအငင်းပွားပွဲရာမကြေလည်မှုတွေအကြိမ်ပေါင်းများစွာရှိခဲ့ပူပါရီအထေချောင်းဆုံးပြဿနာမှာတော့ဘောလုံးတော်စုပေးပွဲကာလရတွေမှာဖြစ်ပွားလေရှိပြီးတော့ရော်နယ်ဒိုဟာတခါတည်းကစုပေးပွဲအခမ်းအနားများကိုတက်ရောက်ခဲ့ခြင်းမရှိပါဘူးဒါပြင်ရော်နယ်ဒိုကဖီဗာနဲ့ပူးပေါင်းဆောင်ရွက်တဲ့မဲပေးစနစ်တွေစုရေးချယ်မှုတွေပေါ်မှာလူသိရှင်ကြားမကြေနဲ့ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပူတာလည်းရှိပါသေးတယ်